မစ်ဂျေဂါလင်ကိုဖာမာရဲ့ရန်သူဖြစ်တဲ့ဟူကဲဖို့နှိမ်နင်းပြီးဖာမန်နဲ့တာအောင်လောက်ကတော်တန်စင်ရင်ဝင်နိုင်အောင်လိုရမှာကိုရှင်းပြနေပါတယ်။ဖာမန်ကမိသက်သမားပဲဖြစ်ပြီးခလီမလေးကိုကဲပေးတာကနေနမဲကြီးသွားကလူတွေကသူ့ကိုယုံကြည်မှုများလာတာကြောင့်ဟီးရိုးဖြစ်သွားပြီ။အီဆိုရဲ့ရန်သူမဂျစ်ရှယ်တို့ကိုနှိမ်နင်းလိုက်ပြီးဟီးရိုးဖွဲ့စည်းကလည်းဖာမန်ရဲ့ရုပ်ထုထုပေးတာကတော်တန်နဲ့ဝင်သွားပါတယ်။လင်ကလည်းဖာမန်လိုရှယ်ချမ်းတဲ့ဟီးရိုးကဟူကဲကိုဘာလို့ကိုယ်တိုင်သွားမချတာလဲလို့မေးနေပြီးမစ်ဂျေကလည်းဟူကဲစကန်းစီသွားတဲ့ဝင်ပေါက်ကမြောင်ပေါက်ဖြစ်တာကိုလိုက်ပြနေကဖာမန်ကလူတွေရဲ့ယုံကြည်မှုကြောင့်အမြဲတမ်းမတည့်ရနေရတာကြောင့်မြောင်ပေါက်ကနေ ဝင်လို့များတာကိုရှင်းပြပါတယ်။လေကလည်း Hook Care ကအပြင်ထွက်ပြီးလှုပ်ရှားမှာဖမ်းဖို့ပြောတဲ့အခါ Miss T ကလည်း Hook Care ကလူတွေဖမ်းမှန်းပေါ်မြင်တဲ့အမြင်ကိုမကောင်းတဲ့အမြင်ဖြစ်အောင်ပုံမြင်စာအုပ်တွေထုတ်ပြီးပြောင်းလဲတာကိုရှင်းပြပါတယ်။ Miss T ကလည်းဖမ်းမှန်းကဟီးရိုးအဖွဲ့စီရဲ့ကိုစားပြုဖြစ်တာကြောင့်ဖမ်းမှန်းပေါ်လူတွေအမြင်ပြောင်းကုန်ရင်တခြားဟီးရိုးတွေလည်းဒုက္ခရောက်နိုင်တာကိုပြောပြနေက Like ကလည်းမျောင်းနေဝင်သွားပါတယ်။မျောင်းနေမှာတော့လင်ကညှက်နေတဲ့လူတစ်ယောက်နဲ့တွေ့ပြီးအဲ့လူကိုကယ်ပေးလိုက်ပါတယ်။ဒါမှမဲ့အဲ့လူကသူ့ကိုရန်လာချတာကြောင့်လင်ကလည်းခုခံလိုက်ပြီးဆက်ချနေက Hook Care ရဲ့စကန်ကိုတွေ့သွားပါတယ်။လင်ကစာအုပ်တအုပ်ကိုဖတ်ကြည့်နေပြီးမသိင်္ဂါရာကြောင့် Miss T ကိုသူ့ ုတိနီယာထောက်ပြခိုင်းလိုက်ကစစ်ကြည့်နေတော့ဘုံတလုံးကိုတွေ့ပါတယ်။မစ်ဂျေကလည်းလင်ကဟီရိုခမရှိရောက်နေတာကိုပြပြကဘုံကပောက်သွားပါတယ်။တဖက်မှာတော့ဖမ်မန်ကခလေးရင်းနဲ့စကားပြောနေတော့ညီကြီးကပောက်ကွယ်မှုဖြစ်တာကြောင့်အကုန်လုံးကိုကယ်ပေးနေကခလေးမလေးတယောက်ကရုပ်ထုပြီးမလို့ဖြစ်နေတော့ဖမ်မန်ကရုပ်ထုကိုကင်လာပါတယ်။အဲ့ခလေးမကလည်းပြေးနေပေမဲ့ဟူးကဲကထွက်လာပြီးအဲ့ခလေးမလေးကိုတစားကန်လောက်ထားကသူမကဟီရိုတွေကိုကိုစားပြုတယ်ရုပ်ထုကြီးကိုဖျက်ဆီးချင်တာကိုပြောနေပါတယ်။ရုပ်တရက်လင်ကညီကြီးတွေကထွက်လာပြီးဖမ်မန်ကလည်းလင်ကိုခလေးမလေးကိုကယ်ပေးဖို့ပြောနေပေမဲ့လင်ကဟူးကဲရဲ့ရည်ရွယ်ချက်ကဖမ်မန်မှာရှိသမျှအရာတွေလက်လွတ်တာ မြင်ကျင်တာကြောင့်စိတ်အေးထားလို့ရတာကိုရှင်းပြနေပါတယ်။နောက်ပြီး Wolf Care က Farmer Care ရဲ့ကလေးမလေးဖြစ်တာကိုပြပြလိုက်ပြီး"သူမရေးထားတဲ့ပုံမြင်တွေထဲမှာ Farmer ကသူမရဲ့စိတ်ထဲမှာဘလို့ရှိလဲဆိုတာရေးထားတာဖြစ်တာကိုရှင်းပြနေပါတယ်။ Wolf Care ကကြောင်းမှာ Farmer နဲ့ပတ်သက်ပြီးပုံဆွဲနေပြီး"သူမဆွဲတာကလူများရဲ့အမြင်နဲ့မတူတာကြောင့်"ကြောင်းမှလောင်ပြန်ခံနေရပြီး Farmer ကလည်းတောင်းပန်နေကရုပ်တရက်အားပြောလာပြီးလဲသွားကရုပ်ထုကိုမနိုင်ဖြစ်နေပါတယ်။လင်ကလည်းရုပ်ထုကိုမာထားပြီးလူတွေကသူ့အပေါ်ထားတဲ့ယုံကြည်မှုကနဲ့တဆင်ရုပ်ထုကိုမာနိုင်နေစွမ်းအားရရှိသွားပြီးပြန်မနိုင်လိုက်ကတော်တန်ဟီရိုစင်းဝင်သွားပြီးနမဲ့ကြီးနေပါတယ်။လင်ကလည်း Farmer ရဲ့အလ ဘာစီမှာသွားစကားပြောနေပြီလင်ကလည်းဖမ်မန်ကအခုလိုစိတ်ရင်နဲ့ပြုံးတာကိုအခုမှတွေ့ဘူးတာကိုပြောနေပါတယ်ဖမ်မန်ကလည်းသူကအခုကစပြီးပြန်ထိုင်လို့ရတာကြောင့်နှစ်ပတ်လောက်အေးစိနားမှာကိုပြောနေကသူဟီးရိုးဖြစ်တော့ကပစ္စည်းတစ်ခုခုကြရင်ပြန်ကောက်ဖို့အခက်တွေ့ပြီးအဲ့ရင်တော့မတည့်ရက်လျက်နဲ့အိတ်ရတာကိုရှင်းပြနေပါတယ်လင်ကလည်းသူကရမ်ပိုတက်လာလေအရာရာတိုင်း perfect ဖြစ်ရှင်တဲ့စိတ်ရောဂါကပိုဆိုးလာတာကိုပြောနေပြီဖမ်မန်ကလည်းလင်ရဲ့အနာဂတ်အတွက်ဆုတောင်းပေးနေပါတယ်လင်ကလည်းသူက nice mode တာကိုပြောပေးမယ်ဖမ်မန်ကဂယုမဆိုင်တာကိုပြောကဘသူပဲဖြစ်ဖြစ်ကိုကိုကိုဖြစ်ဖို့ပဲပြင်ပြောလိုက်ပါတယ်လင်ကတော့သူကိုယ်တိုင်ကဘာကိုလိုချင်လဲဆိုတာ စဉ်းစားမရဖြစ်နေပြီရုတ်တရက်မြို့တွေကစက်ခွနဲ့အကုန်လုံးမှာမှန်ကြောင်ကပေါ်လာပြီးမုံကိုပြန်ပြီးဆွဲတာကမုံကအမှန်တော့မသိသေးပဲအသက်ဆက်ချင်နေသေးတာကိုပြောနေကလင်းတို့ကျင်းတဲ့တာကိုအလိန်ဖော်နေပါတယ်